အားလုံးပဲမင်္ဂလာပါခိုင်သူ channel ရနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာဘာကြောင့်ပြောမလဲဆိုတော့အခုလေးလပိုင်းအတုံးမှာဂျပန်ရောက်သွားကြတဲ့အကြောင်းသားတွေအများကြီးရှိတယ်ပေါ့နော်ပြီးတော့အလုတ်ကိုင်းနဲ့သွားတာခက်ခဲတဲ့အချိန်မှာအကြောင်းနဲ့ရွေးချယ်ပြီးသွားရတဲ့လူတွေရှိပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအကြောင်းသွားတတ်ခဲ့တဲ့အတွက်အကြောင်းသားတွေရဲ့ခံစားချက်ကိုနားလဲတယ်ပြီးတော့ senior တွေရဲ့ခံစားချက်ကိုလည်းနားလဲတယ်နော်ရောက်သွားတဲ့အချိန်မှာကျွန်တော် သွားတော့ကတော့ဒီလိုပဲပေါ့နော်ဂျပန်ရောက်ဝိုင်းပြီးပါပြီဆိုပြီးတော့ဂျပန်ရောက်ဝိုင်းအဆင်ပြေပြီဆိုရင်ကျွန်တော်ဂျပန်သွားဖို့တခုတည်းကိုပဲအာရုံစိုက်ထားကြတယ်။ချာအချက်အလက်တွေလိုအပ်ချက်တွေဒေတာတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်အဆက်အသွယ်တွေကျွန်တော်ရှာတာဖွင့်တာဆိုတာမရှိကြဘူး။မရှိတဲ့လူတွေလည်းရှိကောင်းရှိနေမှာပေါ့နော်။ရှိတဲ့လူတွေလည်းရှိနေမှာပေါ့။မရှိတဲ့လူတွေကဘာဖြစ်လဲဆိုတော့ဂျပန်ရောက်သွားတဲ့အချိန်မှာဟာလာမြန်မာပြည်ကလို့ကိုယ့်အနောက်ကနေစပိုးတီးပေးမဲ့မိဘတို့ဟာလာကူညီပေးမဲ့ နော်ဆွေမျိုးသားချင်းတို့ဆရာဆရာမတို့မရှိတော့တဲ့အချိန်ဂျပန်ရောက်လာတဲ့အခါမှာကိုချရောက်ကိုစတင်ပြီးတော့ရက်ကမ်းမဲ့အချိန်မှာဘာလို့လာလဲဆိုတော့ဂျပန်စကားပြောရဖို့အတွက်လိုလာတယ်ဂျပန်နိုင်ငံမှာဂျပန်စာပဲသုံးတာအားလုံးလည်းသိရတဲ့အတိုင်းပဲပေါ့နော်ကဲဝေဒီမှာတော့ကျွန်တော်ဂျပန်စာအကြောင်းကိုကျွန်တော်တိတ်တော့မပြောဘူးပေါ့နော်အခုအပတ်တိုင်းရှာနေတဲ့လူတွေများကောင်းများလိမ့်မယ်ရှိကောင်းရှိလိမ့်မယ်ပေါ့နော် ပတ်တိုင်းလုံးဖို့အတွက်ကိုကျွန်တော်တို့ကမြမကြီးမအလုံးလုံးဖို့ရလူတွေဆိုရင်တော့တိတ်ပြဿနာမရှိဘူးမြမကြီးမအလုံးမလုံးဖို့ပဲနဲ့အခုမှစပြီးအလုံးလုံးရမယ်ဆိုလို့ရှိရင်ကြောက်စိတ်တွေဟလာဒါမှမဟုတ်လေနည်းနည်းလေးပေါ့နော်အားဘလို့အားမရစိတ်တွေနည်းလန်းတဲ့စိတ်တွေပေါ့နော်အဲ့ဒါမျိုးတွေရှိကောင်းရှိလိမ့်မယ်နော်ကျွန်တော်ကလေးတုန်းကလည်းရှိခဲ့လားဆိုတော့ကျွန်တော်တို့ကြောက်ကလေးတော့မရှိခဲ့ဘူးဗျာနော်ဘာလို့မရှိခဲ့လဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြောပြမယ်နော်ကျွန်တော်ကလေးတုန်းကကြတော့ကျွန်တော်ဂျပန်သွားတဲ့အချိန်မှာသွားဖို့လုပ်တဲ့အချိန်မှာမြမကြီးမရှိတဲ့ဂျပန်ပြန်လာတဲ့လူတယောက်ကိုပေါ့နော် ဦးလေးတယောက်ကိုကျွန်တော်ကသူနဲ့ဆက်သွယ်ထားတယ်ဆက်သွယ်ထားပြီးတော့ဂျပန်မှာရှိတဲ့လူကိုလည်းကျွန်တော်အဆက်အသွယ်လုပ်ထားတယ်နေဖို့အိမ်နေပြီးတော့လာကြိုးဖို့တွေပြီးတော့လုပ်မဲ့အလုပ်တွေကိုကျွန်တော်ကဥပမာတွေးမဲ့မဲ့လို့ရှိလားပေါ့လေနော်အဲလုပ်လေးပိုင်ရှာပေးပါအောင်ဆိုတော့တယောက်နဲ့တယောက်အဆက်အသွယ်ရှိလို့မျက်နှာနာစရာရှိလို့ပေါ့နော်ဒီဂျပန်ပြန်လာတဲ့ဦးလေးကလည်းသူဂျပန်မှာတုန်းကရောက်လာတဲ့ចောင်းသားတွေမြန်မာလူမျိုးတွေကိုသူကူညီပေးခဲ့တယ်ကူညီပေးခဲ့ရဆိုတော့သူ့ရဲ့ အမိတ်ဆက်နဲ့မိတ်ဆက်ပေးတယ်ဗောနော်ရှော့ကိုက်နဲ့ရောက်လာတဲ့ကျွန်တော်ကိုလည်းဂျပန်မှာရှိတဲ့ဒါစီနီယာတွေရောက်နေတဲ့အကြောင်းသားအကိုတွေအမတွေကကျွန်တော်ကိုကူညီပြီးတော့ဒါကူညီပေးကြတယ်ဗောဗျာဝိုင်းပြီးတော့စပို့ပေးကြတယ်ဗောအဲဒါကတော့ဘာအားသာပါလဲဆိုတော့ကျွန်တော်ကကျွန်တော်မှာလူကန်ရှိတယ်ပြောရတော့ဒါလူကန်ရှိတယ်ဗောနော်ဒါပေမဲ့ဒီ group တွေကလူတွေကလူကန်မရှိကြဘူး နော်ဥမာပေါ့နော်ကျွန်တော်ဗီဒီယိုနားထောင်နေတဲ့အထက်မှာလူကံမရှိဘဲနဲ့ကျွန်မရောက်သွားတဲ့လူတွေကဟိုရောက်လို့ရှိရင်တော့ကျွန်တော်ရဲ့စိတ်ထဲမှာပေါ့နော်ဟောမြန်မာချင်းငါတို့ကုညီမှာပဲဘာညာဆိုပေမဲ့ပတ်တိုင်းရှာရတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းဇက်ပိုက်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပါတော့ကျွန်တော်လည်းအရင်တုန်းကဒီစီနီယာပဲကျွန်တော်အလုပ်သွင်းပေးခဲ့တဲ့အတွက်ကျွန်တော်လည်းဘာဖြစ်လဲဆိုတော့နောက်လာတဲ့မြန်မာတွေကိုကျွန်တော်အလုပ်ရှာပေးမယ်ဆိုပြီးတော့မြစ်တာနေပေါ့နော်ကျွန်တော်စဉ်းစားလိုက်တယ်ဒါပေမဲ့အဲ့မှာဘလို့ဖြစ်လဲဆိုတော့နောက်ပိုင်းဝင်လာတဲ့လူတချို့ပေါ့နော် ကျွန်တော်ကမိတ်ဆက်ပေးလိုက်တယ်ဒါပေမဲ့အလုတ်ကိုတီချာချာလေးလေးစားစားနဲ့မလုပ်ကြဘူးလွယ်လွယ်ကူကူနဲ့မိတ်ဆက်ပေးလို့ရတယ်ထင်ပြီးတော့နည်းနည်းလေးအခက်အခဲလေးရှိပြီဆိုလို့ရှိရင်ကျွန်တော်ထွက်သွားကြတယ်တလားပြည့်အောင်တော့မလုပ်ပြီးနိုင်ကြဘူးပေါ့နော်အဲ့လိုမျိုး၂ရက်၃ရက်လောက်လုပ်ပြီးထွက်သွားတဲ့အခါကျတော့သွင်းမရတဲ့လူမျက်နှာပြတ်တယ်ဗျာမျက်နှာပြတ်တော့ဒီအချိုးတွေကိုအမြဲတမ်းညင်လာတာဖြစ်တဲ့အတွက် နောက်ပိုင်းရောက်နေတဲ့ဟိုစီနီယာတော်တော်များများကလည်း ော်တော်များများတော့မဟုတ်ဘူးပေါ့နော်စီနီယာတချို့တလေရလည်းမြန်မာတွေအချင်းချင်းအလုပ်မိတ်ဆက်ပေးဖို့အတွက်ကိုမမိဆက်ပေးကြတော့ဒါကဘာကြောင့်လဲဆိုတော့ခုနကျွန်တော်ပြောတဲ့အချက်တွေကြောင့်ပြီးတော့နောက်တစ်ချက်ကဘာရှိသေးလဲဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒါအလုပ်လုပ်ခဲ့ဒါဂျပန်ရောက်မှတည်တဲ့စီနီယာပေါ့နောက်ခုနလူကံမဟုတ်ဘူးအလုပ်ထဲမှာတွေ့တဲ့စီနီယာတယောက်ကကျွန်တော်အလုပ်ကိုရှာပေးဖို့အတွက်တင်ပေးဖို့အတွက်ကိုကျွန်တော်အခြေအနေကြည့်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ပုံစံကဒါတည်တဲ့အတိုင်းပဲဖြူဝက်ဖြူရောပေပေညာညာ ပပလောက်လွားတိုင်းဆိုတော့အလုံးမလုံးနိုင်လက်ကြောမတင်ဘူးထင်ပြီးတော့ထင်ကောင်းထင်လိမ့်မယ်ပေါ့လေနော်ဒါပေမဲ့မပြောဘူးဆိုပေမဲ့လေ6လလောက်နေတော့မှဒီလုတ်လုတ်ချင်လားဆိုရင်ကျွန်တော်ပြောတော့သူနဲ့ကိုနဲ့လည်းဂျီနီဝါတော့သူကလည်းကိုနဲ့အတူတူအလုတ်တွေပါပဲပေါ့လေဒါတွဲလုတ်ချင်တဲ့ပုံစံပေါ့တွဲလုတ်ချင်တယ်ဆိုတော့ကျွန်တော်လက်တွဲခေါ်ချင်တဲ့ပုံစံရှိလာတဲ့အတွက်ပေါ့နော်ဒါပါဖြစ်ဒါဂျပန်ရောက်သွားလို့ရှိရင်ကျတော့ကျွန်တော်အချင်းချင်းကကိုလူမျိုးချင်းချင်းပဲကိုစပိုးတင်းပေးကြဆိုတော့ဗောနော်ကိုလူမျိုးချင်းချင်းပဲကိုအတူတူလှုပ်လှုပ်ပါလို့ချင်းဘာဖြစ်အဆင်ပြေတယ်ဗောနော်စကားပြောလို့ရတယ်ဗောအဲအဲ့လိုမျိုးထည့်ပေးတဲ့အတွက်ဟာကျေးဇူးတင်တယ် ဘာဖြစ်လဲဆိုတော့ဒါပေမဲ့အစပိုင်းမှာတော့ကျွန်တော်မခေါ်ဘူးเนาะမိတ်မဆက်ပြီးဘာလို့လဲဆိုတော့ကျွန်တော်ပုံစံလက်ကြောမတိတ်တဲ့ပုံစံပေါက်နေလို့ပေါ့เนาะအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာလည်းအခုမှဂျပန်ရောက်ခါသားဆိုလို့ရှိရင်ကိုယ့်ရဲ့ပုံစံ communication ကောင်းလားဥမာပေါ့เนาะအရန်ကြီးတွားနေတယ်အရန်ကြီးများနေတယ်ဆိုလို့ရှိရင် senior တွေကကိုယ့်ကိုအလုပ်သွင်းပေးခြင်းမဖြစ်ဘူးဘာဖြစ်လဲဆိုတော့ သူတို့ကကိုထက်ကြိုရောက်နေကြီးလိုက်တယ်နဲ့တည်တယ်ဟာဒီလူကဘလို့လားဘလို့လားဒါပေမဲ့လည်းမှားကောင်းလဲမှားလိမ့်မယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရောက်တဲ့အလုပ်မှာဒီအလုပ်မှာနေမှာကျွန်တော်ပြန်တဲ့အထိ၄နှစ်နီးပါးလောက်ကျွန်တော်အလုပ်လုပ်ခဲ့တယ်ပေါ့နော်လှုပ်လှုပ်ခါတာဖြစ်တဲ့အတွက်ပြောရလို့ရှိရင်အလုပ်မြဲတယ်ပဲပြောရမှာပေါ့နော်အလုပ်မြဲတယ်ပဲပြောရမယ်အဲ့တော့ပထမအလုပ်တစ်ခုကတော့ကျွန်တော်ဂျပန်ရောက်ချင်းမှာကျွန်တော်ကိုဒါအိမ်မှာအတူတူနေတဲ့စီနီယာအကိုကကျွန်တော်ကိုရှာပေးတယ်ရှာပေးတဲ့အတွက်ကျွန်တော်လွယ်လွယ်ကူနဲ့အလုပ်ကိုရသွားတယ်အဲဒါပေမဲ့နောက်ထပ်ဒုတိယအလုပ်ကိုကျွန်တော်ရှာမယ်ဆိုတဲ့အချိန်မှာ အင်တာသွားပြူတော့ကျွန်တော်စကားပြောတဲ့ပုံစံအချိုးမပြေဘူးဘာလို့လဲဆိုတော့စကားပြောတဲ့နေမှာဆိုတော့ကျွန်တော်ပြောပါတယ်ဗောနော်ကျွန်တော်စကားပြောတာပလင်းဖောင်ကြီးရင်းရင်တီတီတွေပြပြတောင်းနေဖြစ်နေတဲ့အတွက်ဒါကျွန်တော်ကိုမရွေးဘူးဗောနော်အဲပြီးတော့တတိယအလုပ်ကကြတော့ဒါခုနပြောတဲ့စီနီယာကကျွန်တော်မိတ်ဆက်ပေးတဲ့အတွက်ကျွန်တော်အဲ့ဒီအလုပ်ကိုကျွန်တော်ရပါတယ်ပြီးတော့နောက်တစ်လုပ်ကကြတော့ကျွန်တော်နဲ့အတူတူအလုပ်လုပ်နေနေဆက်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 ပြီးတော့ဗောနော်ဒါကိုယ့်ရဲ့စီနီယာအကိုတွေအမတွေကနေပြီးတော့ကျွန်တော် ဒီအလုပ်လစာကောင်းတဲ့အလုပ်ပေါ့နော် GQ ပေါ့အချိန်ပိုင်းလစာကောင်းတဲ့အလုပ်ကိုကျွန်တော်မိတ်ဆက်ပေးတယ်။အဲ့ဒီအလုပ်ကပြောလို့ရှိရင်တော့ဘု து မိတ်ဆက်ပေးမယ်ဗျာနော်ကိုအချင်းချင်းပဲကိုနဲ့ရင်းနေလို့ပဲကိုမိတ်ဆက်ပေးပါ။ဘာဖြစ်လဲဆိုတော့ဥမာကိုနဲ့မရင်းတဲ့လူတယောက်ကိုကမိတ်ဆက်လိုက်တယ်ပြီးလည်းပြောဒီလူကအလုပ်ထဲမှာကကြိုးကြောင်လို့လေဆိုရင်ဂျပန်နေကဘု து လာပြောတယ်ဆိုတော့ကိုတွေပဲလာပြောတာပဲ။ဟာမင်းသူမိတဲ့လူကြီးကဘလူကြီးဖြစ်တယ်လဲဘာညာလဲ။ပြောလို့ရှိရင်တော့တချို့အလုပ်တွေဆိုလို့ရှိရင်တော့ဗျာဥမာမိတ်ဆက်ခရရတဲ့အလုပ်တွေရှိတယ်။တချို့အလုပ်တွေကြောင့်မိတ်ဆက်ခမရအောင်ဒီတိုင်းပဲ ကိုယ့်လူမျိုးချင်းချင်းအဆင်ပြေပါစေတော့ဆိုပြီးမိတ်ဆက်ပေးတဲ့အလုပ်တွေဖြစ်တဲ့အတွက်ပေါ့နော်ဟိုအကျိုးမြတ်မရတာလည်းမရဘူးပြီးတော့သွင်းပြရလို့ကလည်းကပေါတိကောက်ချဖြစ်တဲ့အတွက်နောက်ပိုင်းညာအလုပ်ကိုမိတ်ဆက်ပေးခြင်းတော့အဲ့လိုဖြစ်သွားတယ်ကဲဟုတ်ပြီအဲ့တော့ကို့မှာလည်းလူကန်လည်းမရှိဘူးစီနီယာလည်းမရှိဘူးမိတ်ဆက်ပေးမဲ့လူလည်းမရှိဘူးကို့ပုံစံလည်းအဆင်မပြေဘူးဆိုရင်ကျွန်တော်ဘာလုပ်ရမလဲနော်မထူးကို့ဘာကိုပဲရှာရမှာပဲကို့ဘာကိုဘယ်လိုရှာမလဲဆိုလို့ရှိရင်ကျွန်တော်အရင်တုန်းကဆိုလို့ရှိရင်တော့ဒါဘူဒါလေးမှာ Hello World နော် ဟိုပါပြီးတော့ down walk ဆိုတဲ့အဲ့လိုအလုပ်ရှာဖွေးရစာအုပ်လေးရှိတယ်အခုနောက်ပိုင်းကတော့ application တွေပေါ်လာပြီပေါ့နော်ဘယ်လိုရှာမလဲဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကို information စုံစမ်းပါနော်ပြီးသွားလို့ရှိရင်ဥမာ hello world ဆိုတဲ့အလုပ်ရှာဖွေးရုံနေရှိတယ်အဲ့မှာသွားပြီးတော့အလုပ်ကိုကျွန်တော်အခုမှရောက်တဲ့အကြောင်းသားပါ level ဘယ်လောက်ရှိပါလဲကျွန်တော်အလုပ်လေးရှာပေးပါဆိုပြီးသွားပြီးတော့ add ထားလို့ရတယ်ပေါ့နော်ပြီးသွားရင်အကြောင်းအားဆရာဆရာမတွေကိုမေးလို့ရတယ်နော်မေးလို့ရတယ်ကဲနောက်တစ်ခုကဘာရှိသေးလဲကိုယ့်မှာသာ ဂျပန်စာအရေးချင်းအဆင်ပြေတယ်စကားပြောနိုင်နေရဆိုလို့ရှိရင်ကိုယ့်ဘက်ကိုဖုန်းဆက်ပြီးတော့ရှာလို့ရတယ်ချို့တွေကပြောကြတာပေါ့နော်ရောက်ခါစားလူတွေ convenience store တွေမှာစကားပြောအဆင်မပြေလို့မလုံနိုင်ကြအောင်ဘာအောင်ညာအောင်ဆိုပေမဲ့တချို့ရောက်ခါစားမှာလဲ store site တွေမှာလုံနေတဲ့လူတွေတကယ်ရှိတယ်ဘာလို့လဲဆိုတော့စကားပြောကြည့်လိုက်လို့ရှိရင်အရေးချင်းကိုသိတယ်ဗျာနော်ပြောနိုင်လားမပြောနိုင်လားဆိုတာအရေးချင်းကိုသိတယ်အဲ့တော့ကိုကစကားပြောကြည့်လိုက်ပြောကြည့်လိုက်လို့ကို့မှာအရေးချင်းရှိတယ်ဆိုလို့ရှိရင်ကိုဘသူမှအားကိုးစရာမလိုတော့ဘူးဒါပေမဲ့ကိုကလည်းအရေးချင်းမရှိဘူးဟုတ်လားဟိုအဆင်မပြေဘူးဆိုလို့ရှိရင်တော့ မြန်မာလူကန်ရှိတဲ့အလုပ်ကိုဝင်မှပဲအဆင်ပြေမယ်။ကဲဟုတ်ပြီအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြုဝင်လင်းပြောလို့ရှိရင်ပြကျွန်မမှာအဲ့လိုမျိုးအလုပ်ကြောညာစာတွေကတ်ထားတဲ့အလုပ်တွေဆိုလို့ရှိရင်ပင်မဲနေပင်မဲမဲ့အလုပ်တွေများတယ်။နော်ပင်မဲအလုပ်တွေများတာဖြစ်တဲ့အတွက်ဒါပေမဲ့ရွေးစရာမရှိတော့ဘူးဆိုလို့ရှိရင်နော်ကိုယ်မှာလည်း communication ရလား senior အသည့်လူကန်အသည့်တွေမရှိဘူးဆိုလို့ရှိရင်နော်လောက်ကမှာပဲဘာဖြစ်လဲဆိုတော့အလုပ်မလုပ်တာကြာလို့ရှိရင်နောက်ပိုင်းနေမှာနေစိတ်စားစရိတ်တွေကြောင်းလာခါတွေ ိမ်လားကကြီးပေးရမယ်ချိန်မှာအခက်အခဲတွေ့လာလိမ့်မယ်အဲ့တော့ရတဲ့အလုပ်ကိုဝင်လုပ်ပါပြီးသွားလို့ရှိရင်ကိုနဲ့ကိုက်ညီနေအဆင်ပြေတဲ့အလုပ်တွေ့ရဆိုလို့ရှိရင်ပြောင်းပေါ့နော်ဒီဘက်အလုပ်ကိုလုပ်နေဟိုဘက်အလုပ်အစ်ပေါ်လာတဲ့အခါကျလို့ရှိရင်အဲ့ဒီအလုပ်ကိုလည်းလုပ်နေလုပ်ပြီးတော့မှအဲ့ဒီအလုပ်ကအဆင်ပြေပြီဆိုတော့ဒီပင်မတဲ့အလုပ်ကိုကျွန်တော်တို့ကထွက်လိုက်ပါဘာလို့လဲဆိုတော့ part time တမားဖြစ်တဲ့အတွက်ဒါတနားကြီးလုပ်လဲတနားကြီးသာပေးရမှာပဲနေ့ရက်သုံးရက်လုပ်လဲနေ့ရက်သုံးရက်သာပေးရမှာပဲအဲ့တော့ထွက်ချင်တဲ့အချိန်ထွက်လို့ရလားဆိုတော့ရတော့ရတယ်ဆိုပေမဲ့ကြိုပြောပါ ဘာလို့လဲဆိုတော့ဗောနောဂျပန်မှာအချိန်ကြီးရတဲ့အလုပ်လုပ်တာဖြစ်တဲ့မြန်မာတွေကထွက်ချင်တဲ့တစ်ခါတန်းထွက်လိုက်တယ်ဆိုတဲ့ပုံစံမျိုးမဖြစ်အောင်ပြီးတော့ကိုယ်အလုပ်သွင်းပေးတဲ့ senior တွေနောက်လာမဲ့လူတွေအဆင်ပြေအောင်အချိန်စရာ schedule လို့ခေါ်တယ်ဗောနောအဲ့ဒီအချိန်စရာပြည့်တဲ့အထိဗောနောတလားပြည့်တဲ့အထိကျွန်တော်လုပ်ပေးပါပြီးွားရင်အလုပ်ထွက်မယ်ဆိုလို့ရှိရင်တလားကြိုပြောပြီးတော့တလားပြည့်ရင်ဒါကိုယ်နဲ့အဆင်မပြေဘူးဆိုလို့ရှိရင်တီးခံပြီးလုပ်တာမဟုတ်ပဲနဲ့ဗောနောကိုယ်နဲ့အဆင်မပြေအလုပ်ကိုထွက်လိုက်ပါကိုကအကြောင်းသားဖြစ်တဲ့အတွက်ရွေးချယ်လို့ရတယ်ဒါပေမဲ့တတိပေးရတဲ့ ရက်ကိုပြည့်အောင်လုပ်ပြီးတော့ထွက်လိုက်ပါเนาะပြောင်းလိုက်ပါအစဉ်ပြေးတဲ့လုပ်တွေပေါ့เนาะအဲ့တော့အဓိကဘာလဲဆိုတော့လူကမရှိဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကိုရှာရမယ်ကိုယ့်ဘက်ကိုရှာဖို့အတွက်ဆိုရင်ဘာလို့လာပြီလဲဆိုတော့ဂျပန်စာအရေးချင်းနေเนาะစကားပြောနိုင်မဲ့ပုံစံတွေဒါလိုအပ်လာပြီအဲ့တော့ဘာလို့ရမလဲဆိုတော့မတော်ခင်ကြိုတင်လေ့ကျင့်ပါပြင်ဆင်ပါလို့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်ပါတယ်ခဲအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာလည်းအခုဂျပန်ကိုရောက်ခါစားလူတွေကြောင်းထက်သွားမဲ့လူတွေရှိရဲ့ဆိုလို့ရှိရင်ရောက်နေတဲ့လူတွေလည်း အစပိုင်းမှာတော့အခက်အခဲရှိတာပဲဒါပေမဲ့နောက်ဝဲကျရင်အဆင်ပြေသွားတယ်ဒါပေမဲ့ကျွန်တော်တို့ကတာထွက်ကောင်းဖို့လိုတယ်ပေါ့နော်တာထွက်ကောင်းဖို့လိုတယ်ဆိုတော့ကျွန်တော်ဘာလို့ပြောရလဲဆိုတော့အခုလေးလပိုင်းသွားရတဲ့လူတွေကတိတ်ပြဿနာမရှိဘူးသူတို့ကနေဟုံးကိုနှစ်နှစ်ပြည့်အောင်တက်ကပါအဲ့တော့သူတို့မှာအချိန်ဆွဲခွင့်ရှိတယ်လို့ပြောရမလဲနောက်ကြခွင့်ရှိတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာ9လပိုင်းသွားမဲ့လူတို့ဟုတ်လား10လပိုင်းသွားမဲ့လူတို့ဆိုရင်ဒါတင်ရိုးနှစ်နှစ်စာကို6လအောက်ပြီးတော့တစ်နှစ်ခွဲကိုကျွန်တော်ဖြတ်တတ်တာ အဲ့လိုလူမျိုးတွေကဂျမန်ရောက်ခါစားမှာအခြေကြောင်းအလုံးရအောင်နေသားကြောင်းလုံးနေတဲ့အချိန်မှာခုနခက်ခဲတဲ့အချိန်လေးရှိမယ်တို့ရောက်တာနဲ့ကျွန်တော်အဆင်ပြေနေပိုကောင်းတယ်လေးလာပိုင်းသမားတွေကရောက်တဲ့အချိန်မှာတိတ်အဆင်မပြေသေးဘူးဆိုရင်လည်းတို့စီမှာနောက်နှစ်ဆမ်မွန်တက်ဖို့အတွက်တို့ဘာလို့ပေါ့နော်တို့ရည်ရွယ်ချက်ရဖို့အတွက်တို့အချိန်လေးတွေပိုရတယ်ဒါပေမဲ့ဆယ်လာပိုင်းသွားမဲ့လူတွေခုနလာပိုင်းသွားမဲ့လူတွေရှိတယ်ဆိုလို့ရှိရင်ပိုပြီးတော့ကြိုးစားပါနော်ပိုပြီးတော့ကြိုးစားပိုပြီးပြင်ဆင်ပါ ဟိုရောက်ဝမ်းမဆိုလို့ရှိရင်လည်းအစင်တော့ပြေကောင်းပြေလိမ့်မယ်ဆိုပေမဲ့ဗောနောပြင်ပြပါတဲ့အကုန်လုံးပြေကြပါတယ်အတိုင်းပဲအစကောင်းမှအနှောင့်တည်ကြဗောနောဟိုကဒိုက်ကြီးရဲ့ပူပင်တော့ကများများနဲ့သွားရတာမဟုတ်ပဲနဲ့အစင်ပြေချောချောမှုမှုနဲ့ဟာလားအားလုံးသူ့အနေနဲ့သူအစီအစဉ်ကြလေးနဲ့ဖြစ်အောင်တော့မသွားခင်လေးမှာကြိုတင်ပြင်ဆင်ပါလေ့ကျင့်ပါလို့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်ပါတယ်ဖြစ်နိုင်တယ်ဆိုရင်တော့ဂျပန်သွားမယ့်လူတွေအကုန်လုံးပေါ့ဗျာအန်ဒရီအောင်ပြီးတော့စကယ်ပြောကိုလည်းတင်ချလေ့ကျင့်သားတင်ချင်တယ်ဒါမှဟိုရောက်လို့ရှိရင် အလုတ်ကင်ရှာရတာတွားလာရတာနေထိုင်စားတောက်ရတာအဆင်ပြေပါပဲဖြစ်ပါတယ်မရတဲ့လူတွေလည်းတွားနေကြတာပဲအဆင်ပြေလားဆိုတာပြေတော့ပြေနေကြပါတယ်ဒါပေမဲ့တို့အခက်ခဲနဲ့တို့ရှိကြပါတယ်ပေါ့နော်ဒါဗီဒီယိုထဲမှာတော့ဒါကျွန်တော်အကျယ်တမွေးမပြောချင်တော့ဘူးအဲ့ဒါဆိုတော့တချို့ကန်ကောင်းတဲ့လူတွေကြောက်လဲစာမရဘူးဆိုရင်မအဆင်ပြေကြတယ်တချို့ကြောက်လဲကန်လည်းမကောင်းဘူးစာလည်းမရဘူးဆိုရင်တပူပေါ်တပူဆင်းပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တော့ ဘာလဲဆိုတော့သွားမယ်ဆိုရင်လေ့ကျင့်ပါစူးစမ်းပါပြင်ဆင်ပါလို့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်ပါတယ်လူကန်ရှိရဆိုရင်ကိုတက်ကောင်းတယ်မရှိဘူးဆိုလို့ရှိရင်လည်းကိုရည်ချင်းနဲ့ကိုရှာပါလို့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်ပါတယ်ခင်ဗျเนาะအားလုံးပဲသိကျင်တာရှိရင်မေးခဲ့ပြီးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဗျာဘိုက်ဘိုင်